မင်္ဂလာပါရှင်တရှဲတို့ဒီနေ့ကကျတော့ laptop မှာ screenshot ရိုက်မဲ့နီလန်းကိုမျှဝေပေးသားမှာပဲဖြစ်ပါတယ်တရှဲတို့ဒီနေ့ laptop မှာ screenshot ရိုက်တော့မယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒီအောက်က step မှာနော် step မှာတစ်ချက်ကလေးနှိပ်လိုက်ပါ step မှာနှိပ်ပြီးကျတို့ဘာနဲ့သွားမလဲဆိုရင် snipping tool နဲ့သွားမယ်နော်အဲ့တော့ SNI လို့ရိုက်ထည့်လိုက်အဲ့ဆိုရင် snipping tool ကြာလာလိမ့်မယ်အဲ့လိုမျိုး snipping tool ကြာလာပြီဆိုလို့ရှိရင်တရှဲတို့ အဲစနစ်ပေးတူးကြလာပြီဆိုလို့ရှိရင်ဒီမှာနယူးလေးကိုယူလိုက်ပါနော်နယူးလေးကိုယူလိုက်ပြီးပြီဆိုလို့ရှိရင်เนาะတကယ်လို့ဒီနောက်မှာကိုက screen shot ဖမ်းမဲ့နေရာလေးကမှိန်သွားလိမ့်မယ်အဲ့တော့မှိန်သွားတဲ့အခါမှာဒီရဲ့ကိုကဘယ်အပိုင်းကိုဆက်လက်ဆွဲချင်တာလဲဆွဲချင်တဲ့ဘက်ကိုဒီလိုမျိုး wipe ပြီးတော့ဆွဲချလိုက်ပါ ဆွဲချပြီးတော့လည်းလွတ်လိုက်ပါဒါဆိုရင်တချို့တို့ဒီမှာကိုဆွဲလိုက်တဲ့ပုံလေးကရောက်လာပြီဒါလေးကိုတချို့တို့ကပြန်သိမ်းပေးရမယ်သိမ်းမှဖြစ်တဲ့အတွက် save snip ဆိုတဲ့ဟာလေးကိုတချို့တို့နှိပ်ပေးရပါမယ်ဒါလေးကိုတစ်ချက်ကလေးနှိပ်လိုက်ပါနှိပ်ပြီးရင်မိမိကဘယ်နေရာမှာသိမ်းမှာလဲ desktop ပေါ်မှာသိမ်းမှာလားဒါမှမဟုတ် download ထဲမှာသိမ်းမှာလား document ထဲမှာသိမ်းမှာလားပြန်ကြည့်ရလို့အချက် desktop ပေါ်မှာတစ်ချက်သွားလိုက်မယ်ဒီနေရာလေးမှာကျဲကအဲ screenshot ss လို့ပဲရေးလိုက်မယ်နော် ss1 လို့ရေးလိုက်မယ်ပြီးတော့ရနော် save ကိုတစ်ချက်နေလိုက်ပါဒါဆိုရင် snippet လေးကိုပိတ်လိုက် desktop ပေါ်မှာကျွန်တော်ဒီမှာ ss ဆိုပြီးကျွန်တော်ကကြာလာပါလိမ့်မယ်သူ့ရဲ့ file ကိုကျွန်တော်အဲဖွင့်ကြည့်တဲ့အခါမှာကျွန်တော်ဟို jpeg file အနေနဲ့ပွင့်လာတာကိုတွေ့ရပါလိမ့်မယ်နော်ဒါဆိုရင်တော့ laptop မှာကျွန်တော် screenshot ရိုက်တက်လောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လုပ်ငန်းခွင့်အတွက်အကျိုးရှိပြီးတော့လုပ်ငန်းခွင့်အတွက်အကျိုးရှိပြီးတော့ အဆင်ပြေစေမဲ့နီလာကောင်းမြတ်ကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်တစ်ချက်ရဲ့ပေးလေးကို like နဲ့ follow လုပ်ပေးပါအောင်နော်တစ်ချက်ကတော့ကွန်ပျူတာကွင်းရဲ့ founder and trainer ဒေါ်နန်ဂျော့ဖ်ဖြစ်ပါလိမ့်ရှင်